အုတ်ချုံကအမျိုးအစားမျိုးမျိုးရှိပါတယ်ဝိရှားကျင်တဲ့သူတွေဆိုရင် roll out လို့ခေါ်တယ်ဘာမှမပြုတ်ပြင်ထားတဲ့အုတ်ချုံကပုံပြီးကောင်းပါတယ်နွားနို့အစာတို့အစီထုတ်ထားတဲ့နွားနို့ပဲနို့ရေရေနွေးသုံးလို့ရပါတယ် အရှူအနေနဲ့က Oricof လို့ခေါ်တဲ့တကြားအစားထိုးပြောင်းဖူးအထုတ်ထားတဲ့တကြားလည်းရှိပါတယ်။ Oricof ကပြည့်ရတဲ့ကီလိုတွေနဲ့တဲ့ဒီ Sweet 0ကကျတော့ diet လုပ်တဲ့သူတွေအတွက်ထုတ်ထားတဲ့ကီလိုတွေ0ပေါ့နော်။နောက်တစ်ခု Calorie Threat တို့ကလည်းကီလိုတွေ0ပဲ။သူကကျတော့တကြားမှုပြားရီ၃လုံးလည်းရတယ်။အုတ်ချုံကိုကီလိုတွေ300စာခန့်မှန်းကြည့်လောက်ပြထားပါတယ်။ အုတ်ကြုံသမင်းစားစွန်းနဲ့ငါးစွန်းကီလိုရီနဲ့ဆိုရင်180ကီလိုရီရှိတယ်။ပဲနိုကသမင်းစားစွန်းနဲ့ဆိုရင်8စွန်း100မီလီဂရမ်100မီလီကီလိုရီနဲ့ဆိုရင်55ကီလိုရီရှိပါတယ်။အတီးကကိုကျိတ်တဲ့အတီးထည့်စားလို့ရတယ်။ဘန်တီ၊ငပြောတီ၊ဘလူးဘယ်ရီအာဘယ်ရီတီအမျိုးမျိုးကျိတ်တာကိုကျိတ်တာထည့်စားလို့ရတယ်။ အရှိုးကအိုရီကော့ဖ်ထည့်ထားတယ်ကိုကြိုက်တဲ့အရှိုးကိုထည့်ကျင်လည်ရတယ်မထည့်ကျင်လည်ရတယ်ဒင်ရှင်ကြရင်ဒင်ရှင်ထည့်ချောကလက်လည်းနည်းနည်းထည့်စားလို့ရတယ်ပြီးရင်ရေခဲတက်တာလည်းတင်ပြီးတော့မနက်ခင်းကြရင်စားလို့ရပါပြီ